မြစည်းမပြည်သက်တွေအားလုံးပဲမင်္ဂလာပါအော်တိုဘားလ22ရက်နေ့ည9:00နာရီတမြစည်းမ prime time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ရွေးကောက်ပွဲအတိအမှန်မပြူရေးနိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံမှာ CRPH ဆွေးနွေးတဲ့သတင်းရေတာရှည်ရွာတစ်ရွာကစစ်ကော်မရှင်တက်စကန်စီးနင်းသိမ့်ပိုက်ခံရတဲ့သတင်းစစ်တပ်ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် KK ပကလုံတမထောင်ချီတင်းရှောင်နေတဲ့သတင်း မလေးရှားမှာဖမ်းခံရပြီးစစ်ကော်မရှင်လက်ထဲရောက်သွားတဲ့မိသားစုကိစ္စစုံစမ်းပေးဖို့မလေးရှားကို HRW တောင်းဆိုတဲ့အကြောင်းနဲ့ပူတင်ကယူကရိန်းနယ်မြေတွေကိုအနိုင်ရထားတယ်လို့ထရန့်ပြောလိုက်တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတိမတ်မပြုဖို့ CRPH ဆွေးနွေးခဲ့တဲ့တဲ့တွင်နဲ့စာလျောင်းပါ စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရလက်အပေါ်ကန့်ကွက်ပေးဖို့နဲ့အတိမတ်မပြုဖို့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံ IPU နဲ့ဆက်ဆက်အစည်းအဝေးတွေမှာအဓိကထားဆွေးနွေးခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ထားပါတယ်။ CRPH အနေနဲ့လက်ရှိပြည်ပခဖြည့်ရှင်ရင်နဲ့ရေရှည်တည်တံ့တဲ့အဖြေရှာရေးမှာတော်လိုင်းအင်အားစုတွေရဲ့လုပ်ငန်းစဉ်တွေအပေါ်ထိရောက်တဲ့ပံ့ပိုးကူညီမှုတွေရရှိရေးတွေကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။ ဆွေးနွေးပွဲကိုတော့အော်တိုဘားလ19ရက်နေ့ကနေ23ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပနေတာဖြစ်ပါတယ်။ အော်တိုဘားလာ16ရင်းနေမှာအာရှပစိဖိတ်အုပ်စုနဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့တယ်လို့အော်တိုဘားလာ20ရင်းနေမှာလည်းအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစီအစဉ်တွေကိုတက်ရောက်ခဲ့ကမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊ဩစတြေးလျနိုင်ငံတို့ကလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းတီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH ကဆိုပါတယ်။ အဲ့လိုတွေးဆုံဆွေးနွေးမှုအတွင်းစစ်အုပ်စုကဆက်လက်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေအဲ့ဒီလောက်ရက်တွေကြောင်းနေရဲစွန့်ခွာနေရတဲ့စစ်ပီးရှောင်ပြည်သူတွေနဲ့တခြားနိုင်ငံတွေမှာရှိတဲ့ရွှေပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်မတရားဖန်ဆီးထိမ့်သိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကိုကမ္ဘာလွှတ်တော်အတိုက်အဝန်းကဆက်လက်အတိမတ်ပြုရေးတို့ကိုအဓိကထားတိုက်တွန်းဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နိုင်ငံတကာပါလီမန်များအဖွဲ့ကိုကမ္ဘာနိုင်ငံပေါင်း183နိုင်ငံကနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားတာပါမြန်မာနိုင်ငံမှာ2021ခုနှစ်ဆေးရနာသိမ်းမှုဖြစ်ပြီးတဲ့နောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အမှုဆောင်ကောင်စီကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကို IPU ရဲ့အဓိကဆွေးနွေးဘက်အဖြစ်အတိမှတ်ပြုခဲ့ပြီးဒီကနေ့အထိတိုင်ဆက်လက်အတိမှတ်ပြုထားဆဲဖြစ်တယ်လို့ CRPH ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ ရေတာရှည်ကတရင်နဲ့ဆက်ရအောင်ပါပဲခူးတိုင်းရေတာရှည်မြို့နယ်ရွာတစ်ကြီးရွာမှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့အထိုင်းစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနှင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကော်မရှင်တပ်ဖက်ကတရင်မှုအပါအဝင်15ဦးသေဆုံးခဲ့တယ်လို့နေပြည်တော် PDF ဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကစစ်တောင်းမြစ်အရှိတ်ကံမှာတီရှိပြီးစစ်ကော်မရှင်တပ်က အင်အား60ခန်းနဲ့အထိုင်ချထားတဲ့ရွာတစ်ရွာစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့နေပြည်တော် PDF အဖွဲ့ကဆိုပါတယ်တိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်သားတွေအထိနာကစုခွာထွက်ပြေးသွားခဲ့ပြီးရွာတစ်ကြီးရွာအထိုင်စခန်းနဲ့ကြီးရွာတွင်းမှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့ကင်းစခန်းတွေအားလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်းစစ်ကော်မရှင်ရဲ့တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးညညီနိုင်အပါအဝင်15ဦးသေဆုံးပြီး2ဦးကိုတော့စစ်တုပ်ပန်းဖြစ်ဖမ်းဆီးနိုင်ခဲ့ကြောင်းနေပြည်တော် PDF ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်တိုက်ပွဲဖြစ်နေချိန်လက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေကြားမှာပိတ်မိနေခဲ့တဲ့ဒေသခံကြီးရွာသားတွေကိုလည်းတိုက်ပွဲလိုရာနေရာကိုကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းနေပြည်တော် PDF ဖွဲ့ကဆိုပါရယ် ိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကော်မရှင်တပ်စီကနေဒရုန်းကြံမှအထိုင်စက်ကြီးတစ်လုံး MA11 တလက် MA3 တလက် G3 3လက်60မမတလက်ပစ္စတိုတလက်60မမ G5 လုံး G ပေါက်10ခု G မျိုးစုံ1000ခန်းနဲ့မီးစက်တစ်လုံးကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။ တိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့တပ်ရင်းတွေစုဖွဲ့ထားတဲ့ဗျူဟာစစ်ကြောင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်ရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်အဲ့လိုတိုက်ခိုက်ခံရတာကြောင့်အထိတာခဲ့တဲ့စစ်ကော်မရှင်တပ်ဟာလက်ရှိမှာအင်အားဖြည့်တင်မှုတွေပြုလုပ်နေပြီးတံပြန်ထိုးစစ်ကိုစောင့်ကြည့်နေတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောကြားထားကြပါဗျာခင်ဗျာ နောက်ထပ်သတင်းကတော့မလေးရှားမှာဖမ်းခံရပြီးစစ်ကောင်စီလက်ထဲရောက်သွားတဲ့မိသားစုကိစ္စစုံစမ်းပေးဖို့ HRW တောင်းဆိုတဲ့အကြောင်းပါမလေးရှားမှာဖမ်းဆီးခေါ်ဆောင်သွားတာခံရခဲ့တဲ့နောက်မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီရဲ့ချုပ်နှောင်မှုကိုခံထားရတဲ့ဒုက္ခသည်ရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးနဲ့မိသားစုပြန်လည်လွတ်မြောက်ရေးကူညီပေးဖို့မလေးရှားအစိုးရကိုလူ့အခွင့်အရေးစောင့်ကြည့်ရေးဖွဲ့ HRW ကတောင်းဆိုလိုက်ပါတယ် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူရွှေပြောင်းဒုက္ခဒေတွေကိုအကူအညီပေးနေသူတူဦးဖြစ်တဲ့ဒေါ်သူစာမောင်ခင်မွန်းဖြစ်သူနဲ့တာသမီ၃ဦးဟာ2023ခုနှစ်ဇူလိုင်လတုန်းကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့နေအိမ်မှာအမည်မသိအမျိုးသားတစုရဲ့ဖမ်းဆီးခေါ်ဆောင်သွားတာကိုခံခဲ့ရတာပါအဲ့ဒီတော့ကသူတို့ကိုလာရောက်ဖမ်းဆီးသူတွေဟာမလေးရှားရဲတပ်ဖွဲ့၃ကားတစီးနဲ့ရောက်လာခဲ့ပေမဲ့နောက်ပိုင်းစစ်ဆေးမှုတွေအရအဲ့ဒီကားဟာရဲတပ်ဖွဲ့ပိုင်နံပါတ်မဟုတ်ဘူးလို့ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာဒေါ်သူစာမောင်တို့မိသားစုရဲ့တရင်စာနာပျောက်ွယ်နေကြတာပါအခုလာမှာတော့စစ်ကောင်စီကသူတို့မိသားစုဝင်9ဦးစလုံးကိုဖမ်းဆီးထိန်းသိမ်းထားပြီးအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားကြောင်းကြေညာခဲ့တာဖြစ်ပါတယ်ဒေါ်သူစာမောင်တို့မိသားစုဟာမြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်လာချိန်မှာအဖမ်းခံခဲ့ရတာလို့စစ်ကောင်မရှင်ကထုတ်ပြန်ပါတယ်ဒါပေမဲ့သူတို့မိသားစုဟာမြန်မာနိုင်ငံကိုကိုယ်တိုင်ပုံနဲ့ကိုပြန်လာတာလား အရမဖန်စီခေါ်ဆောင်တာခံခဲ့ရလားလားဆိုတာကိုတော့စစ်ကော်မရှင်ကတိတိကျကျပြောထားတာမရှိပါဘူးစစ်ကော်မရှင်ကိုထောက်ခံတဲ့ Telegram Channel တွေမှာတော့ဒေါ်သူစာမဟာသူထူထောင်ထားတဲ့အဖွဲ့အစည်းတချို့ကနေအမျိုးသားညွရီအစိုးရ NUG အတွက်ရမုံငွေစုဆောင်းရှာဖွေပေးနေကြတာကြောင့်အခုလိုအဖမ်းခံခဲ့ရတာလို့ဖော်ပြကြပါတယ် HRW ကတော့ ဒေါ်သူစားမောင်တို့မိသားစုပျောက်ဆုံးခဲ့တဲ့အမှုဟောင်းကိုချက်ချင်းပြန်ဖွင့်ပြီးသူတို့မိသားစုအဖမ်းခံရတဲ့အကြောင်းကိုအထူးတလဲအာယုံဆိုင်စုံစမ်းပေးဖို့မလေးရှားအစိုးရကိုတောင်းဆိုခဲ့ပါတယ်။ဒီဖြစ်ရဟာစစ်ကောင်စီကနေဆက်ဖြတ်ကျော်ဖိနှိပ်မှုတွေပါကျူးလွန်ပြီးပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပိတ်မှတ်ထားခဲ့တယ်ဆိုတဲ့အထောက်အထားတစ်ခုဖြစ်နိုင်ကြောင်း HRW ကပြောပါတယ်။ HRW ရဲ့အာရှရေးရာဌာနညွှန်ကြားရေးမှူးအီလိန်ပီယာဆန်ကမလေးရှားဆိုရဟာဒေါ်သူစာမောင်နဲ့မိသားစုပြန်လည်လွတ်မြောက်ဖို့အတွက်မြန်မာဘက်ကိုဖိအားပေးတင်တယ်လို့သူတို့တွေမြန်မာနိုင်ငံစီဘလို့ပြန်ရောက်သွားတယ်လဲဆိုတာကိုတိတိကျကျဖော်ထုတ်စုံစမ်းတင်ကြောင်းတိုက်တွန်းတောင်းဆိုသွားပါတယ် HRW ကတော့မလေးရှားအစိုးရဟာကလေးတွေအပါအဝင်ဒုက္ခသည်တွေကိုကာကွယ်ပေးဖို့ပြက်ကွက်ခဲ့တယ်ဆိုတာဒီဖြစ်ရပ်ကတက်တည်ခံနေတယ်လို့ဝေဖန်ခဲ့ပါတယ်ခင်ဗျာ နောက်ဆုံးသတင်းအနေနဲ့စစ်တပ်ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် KK ပကအလုတ်သမားထောင်ချီတိန့်ရှောင်နေတဲ့အကြောင်းကိုပြောပြပေးပါမယ်။စစ်တပ်ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် KK ပတရုတ်အလုတ် site တွေထဲကအလုတ်သမားထောင်ချီဒီကနေ့မနက်ပိုင်းမှာထွက်ပြေးတိန့်ရှောင်နေကြတယ်လို့ဒေသခံတွေကပြောကြောင်းအေရဝတီသတင်းဌာနရဲ့သတင်းမှာဖော်ပြထားပါတယ်။ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်မဲထော်တလီကြီးရွာနီး KK Park မှာရှိတဲ့အလုတမားတွေဟာအလုတ်ဆိုင်ဂိတ်တွေတွေက ထွက်ပြီးမဲထော်တလီအင်ဂျင်မြိုင်လမ်းမကြီးအတိုင်းနီးစပ်ရာမဲထော်တလီရွာနဲ့မြဝတီဘက်ကိုထွက်ပြေးနေကြတာလို့ဆိုပါတယ်ဒေတာကန်တူက စကားဆဝင်စည်းမယ်လို့အတန်ထွက်ပြီးတော့အေးအေးဆိုင်မှာလုံနေတဲ့ထောင်တောင်းချီတဲ့အလုပ်သမားတွေမနက်ကလေးကပြေးနေကြတာပွဲတော်ကြီးအတိုင်းပဲအထုပ်ဘိုးတွေနဲ့ကောကားတွေနဲ့ရောကုန်ကြောင်ရောဆိုင်ကယ်နဲ့ပြေးတဲ့သူကပြေးနေတကယ့်ကိုစစ်ဖြစ်လို့ပြေးနေကြတဲ့အတိုင်းပဲအခုထိပြေးနေကြတာလို့ဒီကနေ့မနက်9:00ခွဲကမှ AR သတင်းဌာနကိုပြောပါရတယ် KG ဘက်ကအလုတ်သမားတွေကို KNL ရာဆောင်တက် BGF လုံခြုံရေးအဆောင်တွေကဂိတ်တွေဖွင့်ပြီးရှောင်ဟိုင်းလိုက်တာဖြစ်ကြောင်းတရုတ်နိုင်ငံသားတွေကိုကားနဲ့တဲပေးနေကြောင်းစတဲ့ဒေသခံတွေရဲ့ပြောဆိုမှုနဲ့ပတ်သက်လို့ BGF အကြီးအကဲတူကလည်း AR တွေကိုတီးပြူထားပါတယ်အွန်လိုင်းငွေလင်ကိုင်းကြားဖြတ်လုပ်ငန်းတွေကြီးစိုးရာနေရာအဖြစ်နိုင်ငံတကာမှာနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ AA site ဒေတာအခေါ် KK ပတ်ကိုစစ်တပ်ကပြီးခဲ့တဲ့ရက်ပိုင်းမှာဟန်ပြဝင်စည်းမှုအဖြစ်ဝေဖန်မှုတွေထွက်ပေါ်ပြီးတဲ့နောက်ဒီကနေ့မှာစစ်တပ်ကထပ်မံဝင်စည်းမယ်ဆိုတဲ့သတင်းတွေထွက်လာတာဖြစ်တယ်လို့ဒေတာကန်တွေကပြောကြပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ပူတင်ကယူကရိန်းနယ်မြေတွေကိုအနိုင်ရထားတယ်လို့ထရန့်ပြောတဲ့သတင်းကိုကြည်လိုက်အောင်ပါ မေရိကန်သမ္မတဒေါ်နယ်ထရန့်ကအော်တိုဘားလ16ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ Fox News နဲ့လူတွေ့မေးမြန်းခန်းမှာရုရှားသမ္မတဗလာဒီမာပူတင်ဟာယူကရိန်းကို ကျူးကျော်မှုအတွင်းနယ်မြေအချို့ကိုအနိုင်ရထားပြီးငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့တစိမ့်တစ်ပိုင်းအဖြစ်ယူကရိန်းနယ်မြေတချို့ကိုရယူနိုင်ကြောင်းမျှော်လင့်ထားရမယ်လို့ပြောကြားလိုက်ပါတယ်။အော်တိုဘားလ16ရက်နေ့မှာပူတင်နဲ့ဖုန်းပြောဆိုပြီးတဲ့နောက်ရက်အနည်းငယ်အကြာအဲ့ဒီမေးမြန်းခံပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖုန်းခေါ်ဆိုမှုဟာယူကရိန်းတမရဇယ်လန်စကီနဲ့အင်ဖြူတော်မှာတွေ့ဆုံမှုမတိုင်မီဖြစ်ပြီးအဲ့ဒီဆွေးနွေးပွဲမှာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့အတွက်တိုမာဟော့တုံးကြီးတွေပေးရမယ်လို့အမေရိကန်ကကတိမပေးခဲ့တာကြောင့်စိတ်ပျက်စရာနဲ့အဆုံးသတ်ခဲ့ရပါတယ်။ပူတင်နဲ့ဖုန်းမပြောမီထရန့်ဟာအများပြည်သူရှေ့မှာရုရှားအပေါ်သဘောထားပြင်းထန်ကြောင်းဖော်ပြခဲ့ပါတယ်။ ါပေမဲ့နေမြေစွန့်လွတ်မှုမပါဘဲပူတင်ဟာရင်းရဲရဲသဘောတူညီချက်ကိုလက်ခံပါမလားလို့ Force News အစီအစဉ်တင်ဆက်သူမာရီယာဘာတီရိုမိုကမေးမြန်းတဲ့အခါထရန်ကယူကရိန်းနယ်မြေဆုံရှုံမှုကို ပေါ့ပေါ့တန်တန်သဘောထားခဲ့ပါတယ်။သူကတခုခုကိုယူမှာပဲသူတို့တိုက်ပွဲဝင်ခဲ့ကြတယ်လေသူကနေမြေတွေအများကြီးရထားတော့နေမြေတချို့ကိုရယူသွားနိုင်တယ်လို့ထရန်ကပြောပါတယ်။ ထရန်ကယူကရိန်းအချုပ်အခြာအာဏာနဲ့နိုင်ငံတကာဥပဒေအကြောင်းကိုလုံးဝထည့်သွင်းမပြောကြားခဲ့ပဲကျူးကျော်တပ်ဖွဲ့တစ်ခုကလက်နက်အင်အားနဲ့တင်ပိုက်ထားတဲ့နေမျိုးကိုပိုင်ဆိုင်ခွင့်ရှိကြောင်းသတ်မှတ်ယူဆခဲ့ပါတယ်။ကျွန်တော်တို့ကပဲစစ်ပွဲတစ်ခုကိုဝင်တိုက်ပြီးအနိုင်ရပြီးရင်ပြန်ထွက်သွားတဲ့တခုသီးသော နိုင်ငံပါပဲလို့ထရန်ကပြောပါတယ်။ဥပမာသမရဘူးလက်ထက်ကအရှိအလေပိုင်းမှာလုတ်ခဲ့တယ်လို့ပေါ့။ ျွန်တော်တို့ဝင်တိုက်တယ်ပြစ်ခတ်တယ်နေရာတွေကိုဖျက်ဆီးတယ်ပြီးတော့ပြန်ထွက်သွားတယ်အဲ့ဒါကအတိတ်ပဲမရှိဘူးဘယ်တော့မှအတိတ်ပဲမရှိခဲ့ဘူးလို့သူကပြောကြပါတယ်စစ်ပွဲကိုအဆုံးသတ်ဖို့တဘောထူညီရဲ့ရဲ့တစိတပိုင်းအဖြစ်ဒိုညက်အော်လတ်ဒေတာတစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်ခွင့်ရရှိဖို့ရုရှားကတောင်းဆိုနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပအပေါင်စီ4050ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1618.93ကျပ်ပြင်ပအပေါင်စီ3128ကျပ်ယူရောပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2439.68ကျပ် ပြင်ပပေါင်စီ4928ကျပ်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.1ကျပ်ပြင်ပပေါင်စီ123.96ကျပ်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စီ496.69ကျပ်ပြင်ပပေါင်စီ962ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ နောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ59သိန်း9000ကျပ်ပြင်ပပေါက်စေ85သိန်း9000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ56သိန်း15625ကျပ်ပြင်ပပေါက်စေ80သိန်း9000ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။မစိုးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်လီတာကို2465ကျပ်၊ပရီမီယံဒီဇယ်လီတာကို3000ကျပ်၊အော်ဒိတ်92လီတာကို2905ကျပ်၊အော်ဒိတ်95လီတာကို2960ကျပ်။ပေါ့ရွေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီစင်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6500 85ကျံပြင်ပပေါက်စင်1000ကျံပေါက်စင်ရှိပါတယ်။ပေါ်ပြပါစင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီမြစီမာ prime time မြစီမာသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့အားလုံးကိုချီးစူးထုတ်တင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေခင်ဗျာ